ားလုံးမင်္ဂလာပါအာကျွန်မဒီရာလေးကိုပြောစရာလေးတစ်ခုရှိလို့ပါကျွန်မပြောစရာလေးတစ်ခုရှိတာပြောစရာလေးရှိတာကတော့ကျွန်မတို့အန်ယူဂျီဘက်ကနေပြီးတော့ကူပြောပေးနေတဲ့ဟိန်းစော်ညူကတကယ်တခုအစ်စင်နော် ိမ့်စော်ညိုကတကယ့်အတခုအစ်စ်ပါ။ဘာကြောင့်လဲဆိုတော့အာသူဒီစကရေရေခဲချောင်းရောင်းနေ။ပြီးတဲ့အခါကိတ်မုံတွေဖုတ်ရောင်းနေ။စမတွေအသိမ်းခံရတယ်။905ကနေပြီးရလာတဲ့အလှငွေတွေဟိန်းစော်ညိုကမှ စစ်စစ်အဲ့ဒါအကျွေးဆက်နေတာနော်အခုကျမကလာပြောတယ်ကျမအားတဲ့အလှငွေတွေခိုးတာတဲ့ဘသူ ချမ်းမြတ်မြတ်တော်ဆိုတာလည်းသိတယ်တဲ့ရွှေမိုးဆိုတာလည်းသိတယ်တဲ့အဲ့တော့ချမ်းမြတ်မြတ်တော်တို့ရွှေမိုးတို့လို့ကျမပြောလိုက်တယ်။ "तू ကကျမကိုမနိုင်တော့လေ။အဲ့ဒီလူတွေနဲ့ပတ်ရမ်းတာ။ကိုစလဲလွတ်လာလို့ပြောလိုက်တယ်။အားလုံးကိုကျမရှင်းပေးမယ်လို့ပြောလိုက်တယ်။ပြီးရင်တော့အဲ့ဒီကိုစလဲတို့ပားရိုက်မှာလို့ကျမပြောထားပြီးသား။ဘာကြောင့်လဲဆိုရင်လူက confident အကုံရှိတယ်လေ။ဟုတ်တယ်ဟုတ်။ကျမစီမှာလက်သက်တည်အကုံရှိတယ်။အဲ့တော့ဟိန်းစော်ညိုကမှတခိုးစစ်စစ်နော်။ ဟိန်းစော်ညိုကိုလှူတဲ့လူတွေအကုန်ရှိတယ်ကျမရှိမှာအစကင်ကဲဝယ်တဲ့ customer တယောက်ဆိုသူ့ကိုဟိန်းစော်ညိုငါးသိန်းလှူလိုက်ပြီးတဲ့နောက်ပိုင်းမှာဟိန်းစော်ညိုကဘလော့သွားတာတဲ့အဲ့တော့ NUG လို့ပြောပြီးတော့မှသူက အလူငွေရတာကူမှခိုးစားနေတာလေဟိန်းစော်ညိုသူ့ရုပ်ကိုပြရဲလားမပြရဲပါဘူးဟိန်းစော်ညိုကိုနောက်ကနေလိုက်နေတဲ့ကျွေးသမားတွေမှအများကြီးပဲအဲ့တော့ဟိန်းစော်ညိုက NUG လို့ပြောပြီးတော့မှ NUG လို့ပြောတဲ့အခါမှာသူအလူငွေရပြီးတော့မှခိုးစားနေတာဟမ်ကျမတို့ကများတခိုးတယ်ဒီနိုင်ငံမှာကျမတို့ဝင်ငွေဘယ်လောက်ရှိလဲဆိုတာလူတိုင်းသိတယ်ဒီနိုင်ငံမှာကဥပဒေရှိတဲ့နိုင်ငံသူကဘယ်နေရာမှာဂျောင်းထဲမှာနေနေမှမသိပဲနဲ့များကျမကိုပခိုးတယ်အဲဒုက္ခပဲတခိုးကတပြန်တည်းသူ့ရဲ့ဟင်းစော်ညိုရဲ့ယောက်ျားအဲ့ဒါစစ်တက်က ဟိန်းစော်ညိုကနေပြီး NUG လို့ပြောမှသူလှူကလှူငွေတွေရတယ်စားရတယ်တောက်ရတယ်အဲ့ဒီငွေနဲ့သူ့ယောက်ျားကိုပါပံပိုးနေတာဒါကြောင့်မို့ဟိန်းစော်ညိုသည်ပုန်းနေတယ်မလားတကယ်လက်တွေ့မှာအလုံလုံနေတဲ့ဟိုဆီယံဝမတွေတို့နောက်ကကြာလို့ရှင်ဒေါက်တာမြတ်ဝိကြီးတို့နောက်ကတကယ်လှူတဲ့ရွှေနဒီပိုင်ရှင်တို့ဘာသူသူထဲမှာရေးရထားတဲ့ကျမလည်းဘာကြက်သင်းတို့ဘာလို့ရေးထားတာအဲ့ဒါအာတကယ်လူတွေနော် တကယ်လူတွေအဲ့ဒါမှဟိန်းစော်ညိုကမှပခိုးစစ်စစ်နော်အဲ့တော့ဟိန်းစော်ညိုအလွန်ဝေတွေလှူပြီးသွားတဲ့နောက်ပိုင်းမှာ ဟိန်းစော်ညိုဒီသူ့ဘသူတွေကိုလှူပါတယ်လို့သူစင်ရင်ပို့ထားတာရှိလားစင်ရင်တင်ထားတာရှိလားတစ်စက်မှမရှိဘူးအဲ့တော့ဟိန်းစော်ညိုဒီအလွန်ဝေတွေနဲ့ပတ်သက်ပြီးတော့နောက်ပိုင်းမှာစင်ရင်တွေတင်ပြရမှာโอเคကျမတို့ကလည်းကျမတို့ကိုခိုးတယ်လို့ပြောတယ်ကျမတို့ကလည်း NUG ကိုနောက်ပိုင်းမှာစာရင်းတွေတင်ပြมาဖြစ်တယ်လို့ဟိန်းစော်ညိုကလည်းရသမျှစာရင်းကိုအကုန်တင်ရမယ်။ဘာကြောင့်လဲ အတူတူပြိုင်းတူတင်ကြမယ်ဟုတ်တဟုတ်တရားမျှတစွာနဲ့ဟိန်းစော်ညူမတကက်ပခိုးအစ်စ်သဘောပေါက်လားသူများတွေကမှအကုံလိုက်လုံနေတာကိုဟိန်းစော်ညူမတကွဟိန်းစော်ညူဘယ်နှမှာပုံနေလဲသိလားအခုချိန်တိဟိန်းစော်ညူကဘာအလုံးမှမလုပ်ဘဲနဲ့တစ်နှစ်ကျော်ရှိနေတဲ့တုန်းကဟိန်းစော်ညူမနဲ့စားနေလဲပြောအဲ့တော့ဟိန်းစော်ညိုဘက်ကပါတဲ့ပခိုးတွေအားလုံးလည်းပြောဟိန်းစော်ညိုဘာနဲ့စားနေတော့ဟိန်းစော်ညိုမှတခိုးစစ်စစ်နော်ကျမပြောမယ်ကျမရှိမှဟိန်းစော်ညို နဲ့ပတ်သက်ပြီးတော့ဟင်းစော်ညိုကိုလှူလိုက်ပြီးတော့ဟင်းစော်ညိုခိုးထားပါတယ်ဆိုတဲ့ဟာတွေကတော့ကျမကိုလာပြီးတော့အကုံစာရက်စာတန်းနေအကုံပို့နိုင်ပါတယ်။ဒါကျမတို့နောက်တစ်ချိန်ကျမှလောက်ရမှာပေါ့နော်။ဟုတ်ပြီနော်။ပြီးတော့ကျမကိုပြောသေးတယ်ကျမကားတဲ့ဘာဒူဘိုင်းကနေပြီးတော့တဲ့ပင်းရှစ်စဲနဲ့တိတောင်မသိဘူးကိုရီးယားနိုင်ငံမှာအလိုတွေလုပ်လို့မရဘူးလေဒါစနစ်တွေကိုမသိဘူးလားဟင်းစော်ညိုရဲ့အုံနောက်ကကျမယူထားတဲ့ချီးလောက်တောင်မှတန်ဖို့မရှိအဲ့လိုဖြစ် ဟင်းစော်ညိုကမှတခက်တခိုးဆစ်ဆစ်နော်အဲ့တော့အားလုံးဝိုင်းရှယ်ပေးကြအောင်အလူကောင်းတွေကတော့မရှယ်ပါဘူးဟင်းစော်ညိုဘက်ကတခိုးအဖွဲရှယ်ပေးနင်တို့ရဲ့တခိုးကြီးကိုဘွားပြောဟင်းစော်ညိုအခုချိန်ထိဘယ်အရာတဲ့ပတ်စံနဲ့စားနေတလဲဟင်းစော်ညိုဒီကျွေးတွေအများကြီးပဲရေခဲကြောင်ရောင်းလာရောပေါင်မုံရောင်းလာရောနော်ဟင်းစော်ညိုမှတခိုးဆစ်ဆစ် ကိုရီးယားနိုင်ငံမှာ no okay ကိုရီးယားနိုင်ငံမှာဇွန်နီလာထဲကိုတခိုးလို့ပြောတာလေချမ်းမြမြတော်တို့ကလည်းပခိုးလို့တည်တယ်တဲ့ဗာရွှေမိုးတို့ကလည်း okay တည်တဲ့လူတွေလာခဲ့ NUG ကနေလာခဲ့ကျမအနေနဲ့ NUG ရှေ့မှာတိတ်တိတ်ချာချာရှင်းပြမယ်အားလုံးကိုဖုန်းခေါ်ပြီးတော့ပြမယ်အဲ့ဒီလူတွေအားလုံးကလည်းအဲ့ဒါဟိုဟာပဲကျမလှူတဲ့လူတွေအားလုံးကကျမကလေပိုင်မှလှူတာနော်မပိုင်ရင်မလှူဘူးမှတ်ထားအဲ့ဒါ NUG ကအမတ်တွေကိုပဲလှူတာသဘောပေါက်လား အကုံလုံးကိုကျမအနေနဲ့စရင်စရာအကုံအတိအကျပြလို့ရတယ်။နော်။ကျမရဲ့အကောင့်တွေကိုဖျက်လိုက်ပေးမယ်လေ။ကျမရှိမှအားလုံး screen shoot တယ်။အကုံရှိတယ်။ဒါကြောင့်မလို့ကျမကကျမကိုခိုးတယ်လို့ပြောရင် energy ကိုလာခဲ့လား။ energy ကနေဖိတ်ခေါ်လိုက်။ခိုးတယ်လို့ပြောတဲ့ကိုယ်စလဲတွေအားလုံးကပါ우တော့ဘာမှတန်ချက်ကောင်ကမလားနဲ့နော်ဖနှက်နဲ့ပါကိုရိုက်မှာ32ချောင်းကိုထွက်သွားနော်ကိုပြောပြီးရင်ကိုတာဝန်ယူဟိန်းစော်ညိုမတခိုးစစ်စစ် ူခုချိန်ထိဘယ်ရရတဲ့ပတ်စံနဲ့စားနေတလဲနော်သူ့ရဲ့ရေခဲကြောင်ရောင်းတဲ့အကျွေးတွေအများကြီးပဲပျော်ပွေရနောက်ကပေါင်မုံရောင်းတာတွေနော်သူ့ရှိမှာအကျွေးတွေကိုအော်တိုက်ပဲသူ့ရဲ့ဟင်းစွန်ညိုရဲ့ရီးစားရမှာအဲ့ဒါစစ်ဘူအစ်စ်သူများတွေရှိရသတင်းပေါက်တာမဟုတ်ပဲဟင်းစွန်ညိုရှိရသတင်းပေါက်တာဒါကြောင့်မလို့ဟင်းစွန်ညိုကြီးဒေါက်တာမြဝီယူနေလဲပေါက်ကြရလေးစပြောပြီးတော့မကြမ်းတရားစွဲရောက်တရားရုံးကြရင်အမျိုးမျိုးပြော ဟိုဒေါက်တာအငိမ့်လည်းပြောဟိုဒေါက်တာအငိမ့်တော့သူ့ဖာနဲ့သူတေးသေးချာချာကျမကြည့်ရတယ်လို့ဗဇက်ပြောထက်လက်တွေ့ရအရန်ပင်ပန်းနေနော်တေးသေးချာချာကိုဟိုမှာပြုတ်စုနေတာနောက်ပိုင်းတော့ဘာဖြစ်လဲစားတယ်ပြုံးတော့တန်သေးတယ်သူတေးသေးချာချာပြုတ်စုပြီးတော့သူ့ဘဝကိုဗာနင့်နင့်နှင့်ပြီးတော့သူပြုတ်စုနေတာလေဖိန်းစော်ညူကဘယ်နေရာမှာသူ့ဘဝကိုနှစ်ပြီးတော့များပြုတ်စုလို့လဲ လက်ကနေရေးပြီးသူများကိုအပုတ်ချမှာဟင်းစော်ညူဟာစားရပေါက်ရတဲ့ဘဝအဲ့ဒီကနေရတဲ့အလှငွေနဲ့ကြွေးဆက်နေရတဲ့ဘဝအဲ့ဒါမြန်မာပြည်ရလူတွေကလေတကယ်လက်တွေလုံနေတဲ့ကိုဒေါက်တာအငိမ့်ကိုကြတော့ပောက်ကရ40ပြောပြီးတော့လေနဲ့ဖမ်းပြီးတော့ခိုးစားနေတဲ့ပခိုးကြတော့လူကောင်းထင်နေတာညံလေးနဲ့ပဲစဉ်းစားအောင်နော်အဲ့တော့ဟင်းစော်ညူကမှတခိုးစစ်စစ်ဟင်းစော်ညိုနဲ့ပတ်သက်တဲ့ဟင်းစော်ညိုကိုလှူပြီးသွားပြီးတဲ့နောက်ပိုင်းဟင်းစော်ညိုဘလော့သွားတဲ့လူတွေရှိတယ် အကုန်လုံးကျမစီကိုလာပေးထားပါကျမဟင်းစော်ညိုတရားစွဲမှာပါနော်ကျမတရားစွဲမှာဟင်းစော်ညိုလို့ကောင်းကိုပေးပေးချာချာစွဲမှာရမှာဘာကြောင့်လဲဒီလိုအောက်တန်းစားယောက်ကဟိုယောက်ျားမမသိမိန်းမမမသိဟိုဟိုအချောက်တွေကိုကျမစော်ကားတာမဟုတ်ဘူးနော်ယောက်ျားမမသိမိန်းမမမသိဘောပြားမဟမ်ရုပ်ကိုကလေးကနှစ်ပြားမတန်ဘူး ပြောလိုက်တဲ့စကားတွေကလည်းအောက်တန်းစားပောက်ကေး140ကျမဆော့ဆော့ပက်ပက်ဆက်ဆက်ကိုအဲ့ဒီကောင်ကိုဆဲပလိုက်တာဟင်အကောင်မှမသိကောင်မှမမသိအဲ့ဒါမှ तू မှတခိုးအစ်စ်နော်ကျမကဘယ်တော့မှလိမ်မပြောတော့အဲ့ဒီကောင်မှတခိုးစစ်တခိုးအစ်စ်ဟင်ပတ်စံတွေကိုခိုးပြီးတော့ကျွေးထူးလင်းဘိုးလဲပါလို့ရလဲထောက်ပံ့ရသေးတယ်အဲ့ဒါကမှလှုံနေတဲ့လူမှအဲ့ဒါတကယ်အုံနောက်မရှိတဲ့ဟာတွေအဲ့ဒါဟင်းစော်ညူမှတခိုးစစ်စစ်အဲ့ဒါတက်တာ ဟင်းစော်ညိုကြောင်ဒါပဲပကိုးဆိုတာကိုမယုံရင်ကိုယ့်အကူလေ့လာကြည့်เนาะကျမကတိတိချာချာပြောတာကျမစီကိုလာပြောတယ်ဟင်းစော်ညိုလှူလိုက်လို့ကုံသွားပါတယ်ဆိုတာလည်းလာပြောပြီးသားကျမစီမှာအချက်လက်အားလုံးရှိတယ်ဘာကြောင့်လဲဆိုကျမတို့ကနိုင်ငံခြားမှာနေတဲ့အတွက်ကျမတို့လာပေး Okay ကျမကပဲတဲ့အံ့ဩစရာပါဒူဘိုင်းကိုဟိုလူကုံကူးလို့တဲ့တိန့်80ဟာကိုရီးယားနိုင်ငံမှာ ကျမတို့ကလေဘန်ကောက်ကနေပြီးတော့ ငွေရှင်းတာခยีသွားတဲ့ဟာလေစိတ်ဘက်ကိုတခါတောင်မရောက်တာများနှစ်နှစ်လောက်ရှိနေငွေပုထက်ကြည့်တဲ့လူနဲမှာပေါ့နင်တို့ကပညာမှမတတ်တာ ው ငါရဲ့ base က risk ဖြစ်နေတယ်လို့ဘယ်နှခေါက်ပြောရမလဲဟမ်ပညာမတတ်တဲ့အောက်တန်းစားတွေပဲရှိနေတာလေငါရဲ့ pay က x risk တဲ့အင်္ဂလိပ်လိုတော့သိရလားလူများများကိုမရောက်ဘူးသဘောပေါက်လား follower လောက်ထားတဲ့လူတောင်နည်းနည်းလေးပဲရောက်တာပညာမတတ်တာနင်တို့ပညာမတတ်တာအကုန်လူတကာသိတယ်နော် လုံးဝ unpublish ဖြစ်နေတာငါ page ကနှစ်မို့ဆိုငါ page ကလူ3000 4000လောက်ကြည့်တယ်နင်တို့လိုမျိုးအောက်တန်းစားတွေ like ပြီးတော့ report တွေထုတဲ့အတွက်ဒီ page ကဘလို့မှမတက်တော့တာဒါကြောင့်မို့နင်တို့လိုပခိုးတွေကအောက်ကနေ comment တွေရေး share တော့မှရတာဂျပန်လိုရေးထားတဲ့စောက်တခိုးတွေဟမ်ပြောလိုက်နင်တို့အဖေဟင်းစော်ညူပခိုးဆိုတာကိုငါကိုယ်တိုင်ဖော်ထုတ်ပြကျမတို့များပါဝရမ်းပြေးတဲ့ notary တဲ့တင်လိုက်လို့ပြောလိုက်တယ်အကုန်လုံးကိုတရားစွဲပလိုက်မယ် လာခဲ့လားတတိရှင်လာခဲ့ငါငါအဖက်နဲ့ထက်တဲ့အရေးနဲ့ထက်တဲ့နင်တို့လိုအောက်တန်းစားတွေတိဖို့အတွက်ပြောတာနင်တို့အောက်တန်းစားတွေအုံနောက်မရှိတဲ့အတွက်ကြောင့်မလို့ပြောတာတကယ်လက်တွေလုံနေတဲ့ဟိုဒေါက်တာငင်းတို့ကြသခိုးထင်ပြီးတော့ပါဇက်ကလေးဟနေတဲ့လူကြတာသခိုးလိုမထင်နဲ့အောက်တန်းစားတွေနင်တို့ရဲ့အုံနောက်တွေကိုပြန်စဉ်းစားကြည့်အောင်ဟင်းစော်ညိုမသခိုးအစ်စ် တဘောပေါက်လာဟိန်းစော်ညိုလှူပြီးတော့အဲ့ဒီအလူငွေတွေပဲရောက်သွားလဲဟိန်းစော်ညိုလှူတဲ့အလူငွေတို့တစ်တစ်ချာချာပဲတင်ပြမလားပညာပြိုင်မလားလဲလာခဲ့လားညစ်ပညာဘာရှိတော့နေနောင်အခုရုပ်အမှန်ရောနာမည်မှန်ရောတင်လို့လားဂျပန်စာနဲ့တရောင်းစာတစ်လုံးနှလုံးတက်တာနဲ့ရေးထားတဲ့အကား